Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အသားလေးရအေးအေးတုံတုံလေးနဲ့အုံသီးဖက်လေးနဲ့တွေ့စာရင်ချိုးဆက်ပြီးအရန်ကိုမှစားလို့ကောင်းတယ်မုတ်ကြွက်သက်ပြုလုပ်နည်းလေးကိုလာမြောက်ရပေးရဖြစ်ပါတယ်ရှင်ကဲဒါဆိုလုပ်နည်းလေးကိုသိရအောင်ဖြည့်ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးရှင်ပထမဆုံးဖြိုးတို့ထဏ်ညကြိုပေးရန်အတွက်ထဏ်ည24ဒုံးစာလောက်ကိုကြိုးမဲ့အိုးထဲကိုထည့်ပေးလိုက်ပါမယ်ညနဲ့ရေသန့်400မီလီလီရဲ့စာလက်ဖက်ရည်စုံရဲ့တစ်ပတ်စာလောက်ရဲ့ကိုထည့်ပေးရနဲ့ထဏ်ညရည်လေးကပုတ်ပတ်စုပြီးတော့ထဏ်ညခက်လေးလည်းပျော်သွားတယ် ဲ့အထိပေါ့နော်ကြိုးသွားပေးလိုက်ပါရရှင်ထူသွားလိုက်တာထញ្ញက်ရည်လေးရလဲပပွဲဆူလာပြီဆိုလို့ရှိရင်တော့ဖြိုးတော့နောက်ထပ်ပကံလေးတစ်လုံးထဲကိုစကားစစ်ချပေးလိုက်မယ်ပြီးရင်တော့ခဏလောက်သူ့ကိုအေးခဏပေးလိုက်ပါမယ်ရှင် ပြီးရင်တော့မုတ်ကြွက်သက်စပြီးတော့လှုပ်ပေးရန်အတွက်အိုးရဲကိုဆံမုံနှုတ်စီဘူးနဲ့တပူးစာနဲ့ပြောက်ခော်မုံနှုတ်စီဘူးရဲ့တဝက်စာကိုထည့်ပေးလိုက်ပါတယ်။ပြီးရင်တော့သမတော်အောင်ခနာတော့မှုထားပေးလိုက်မယ်ပေါ့နော်။သမတော်ပြီဆိုတာနဲ့သူ့ရဲကိုဖြိုးသွားထုံးရည်ကြီး1000မီလီလီကိုထည့်ပေးလိုက်ပါတယ်။1လီတာပေါ့နော်။ဒီထုံးရည်ကြီးကိုတချို့တွေကြတော့လည်းမသိကြဘူးပေါ့နော်။ကွန်စားတဲ့ထုံးဓမေစားစုံရဲ့သုံးဖို့တပုံစာလောက်ကိုရေ1လီတာနဲ့သမတော်အောင်ဖြော်ထားပေးလိုက်တယ်။ပြီးလို့ရှိရင်တော့သူ့ကိုတညာလောက်နှက်ထားပေးလိုက်တယ်ပေါ့နော်။နှက်ထား တာတ냥လိုက်ရပြီဆိုလို့ရှိရင်ဒီအပေါ်မှာကြည်တဲ့ရေကြီးလေးတွေကိုပဲသုံးတာဖြစ်ပါတယ်။တော်တော်များများတော့ဒီထုံးရေကြီးကိုဖျော်တိုက်ကြတယ်ပေါ့နော်။ဒါကတော့မဖျော်တိုက်တဲ့သူများအတွက်ဖြိုးဖြိုးပြထားတာဖြစ်ပါတယ်ရှင်။ ပြရနေဖြစ်သွားသူတွေကိုထညက်ရေကိုပါထက်ပြီးတော့သမထွားအောင်ပြန်ပြီးတော့မှွေထားပေးလိုက်တယ်။သမထွားပြီဆိုအောင်နဲ့မိဘပေါ်တင်ပြီးတော့မိအလက်လက်နေထားလေးနဲ့ကြိုးသွားပေးလိုက်ပါတယ်ရှင်။ဟုတ်ကြွက်သေးရတော့ဖြူတို့ဒီတဲသွားတဲ့ချိန်မှာတလျှောက်လုံးမှွေသွားပေးဖို့လိုပါရဲ့နော်။မဟုတ်ရင်ဥကတ်တက်ပါတယ်ရှင်။ဖြူကတော့မုတ်သားလေးတွေကြည်ပြီးတော့ပြစ်လာတဲ့ထိပေါ့နော်။အဆက်မပြတ်လေးမှွေသွားပေးလိုက်ပါတယ်ရှင်။ မှုတ်ချွတ်တက်မစားရလဲကြာပြီပေါ့နော်ဒီနေ့မှာတော့အိမ်မလုံးလုံးကိုကိုလေးပဲလှုပ်စားဖြစ်ပါတယ်ဆမ်မွန်လို့စီပူနဲ့တပူးစားဆိုလို့ရှိရင်မှုတ်ချွတ်တက်အများကြီးရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဖြူစားမကုန်တော့အမေအိမ်တော့သွားပေးလိုက်ရတယ်ပေါ့နော်နောက်တစ်ခုကအရန်လဲစားလို့ကောင်းပါတယ်ရှင်။ထញ្ញနဲ့လေးမှွေးပြီးတော့ပေါ့နော်။အုံဖက်လေးနဲ့တွဲဆိုင်အရန်ကိုလိုက်ဖက်ပါတယ်။ဖြိုးလို့ပဲမှုတ်ချွတ်တက်ကြိုက်တဲ့သူတွေရှိကြလားရှင်။ဖြိုးကတော့ဒီမှာကြိုသွားပေးလိုက်တာ ကြာချင်းမိနစ်20လောက်ရှိပါတယ်။လုံးဝပြစ်ပြီးတော့အသားလေးတွေကြီးလာတဲ့အထိပေါ့နော်။ကြိုသွားပေးလိုက်ပါတယ်ရှင်။ ီနေရာမှာဖျော်တစ်ခုဆိုက်ရှိရမှာကသူ့ကိုအချိန်လေးပေးပြီးတော့မှုသွားပေးရမှာဖြစ်ပါတယ်ဒီနေရာမှာရတာကိုလည်းမြည်ပြီးလို့ရှိရင်အငံတို့အချိုးတို့လိုရင်ထပ်ပင်နိုင်ပါရဲ့နော်ဖြိုးလဲတဲ့မှာအချိုးလေးနည်းနည်းလေးပေါ့တယ်လို့ခံစားရတာနဲ့တခြားလေးတစုံစာလောက်ကိုထပ်ထပ်ပေးထားပါတယ်ဖြိုးတို့ခုလိုမျိုးလေးအချိန်လေးပေးပြီးမှွေသွားပေးမှသာသူ့ကိုဘန်းနဲ့ထပ်ပြီးလို့ရှိရင်အကြာကြီးအေးခန့်စရာမလိုဘူးပေါ့နော်အေးလဲအေးမြတ်တယ်လို့ခဲလဲခဲမြတ်ပါတယ်ရှင်ဖြိုးကတော့ဒီမှာမှွေသွားပေးလိုက်တာမိနစ်20ကျော်လောက်ကြာတယ်ပေါ့နော် မုတ်ကုံမွေနေတဲ့အချိန်မှာဆိုလို့ရှိရင်လည်းတစ်ဖက်မှာမုတ်ထက်မဲ့ဘန်းလေးကိုပြိုလိုစီလေးသုံးဆက်ကူလေးခင်းထားပေးရမှာဖြစ်ပါတယ်ရှင်ဆက်ကူကတော့မရှိရင်မခင်းလည်းရတယ်ပေါ့နော်စီကိုခက်မြများလေးတုတ်ထားပေးရမှာဖြစ်ပါတယ်ကဲဒီနေထားဆိုလို့ရှိရင်တော့ဖြိုလိုရဲမုတ်ကြွက်သက်လေးရတော့ရပါပြီရှင်ရပြီဆိုလို့ရှိရင်တော့စီတုတ်ထားပြီးသားဘန်လေးထဲကိုထည့်ပေးလိုက်မယ်။ဖြိုးကတော့ဒီလေးတော့ခွက်လေးထဲကိုထည့်ပေးဖြစ်တယ်ပေါ့နော်။ဒီနေရာမှာဘန်လေးထဲကိုထည့်ရင်တော့ပိုပြီးလဲအေးမြန်တယ်လို့ပိုပြီးလဲခဲမြန်ပါတယ်ရှင်။ ပုံနှစ်ကိုထပ်ပေးတာနဲ့မိုးရမျက်နှာပြင်လေးတွေညှိသွားအောင်လို့ခုလိုမျိုးလေးဆုံးလေးနဲ့ညှိထားပေးလိုက်ပါတယ်။ကဲပြီးတော့သူ့ကိုလုံးဝအေးပြီးတော့ခဲသွားတဲ့အထိအေးခဏပေးလိုက်ပါမယ်နော်။ကဲဖြူတို့အေးခဏလိုက်တာလုံးဝအေးပြီးခဲသွားပြီဆိုလို့ရှိရင်တော့ဖြူတို့သူ့ကိုအပြင်ထောက်ပြီးလှီးပေးလဲရသလိုခွက်ထဲမှာကိုစိတ်ချိုင်တုံးကြီးသေးကိုလှီးပေးမယ်ဆိုလဲရပါတယ်နော်ဖြူကတော့သူ့ကိုအပြင်ထောက်ပြီးတော့တကိုက်စာနေထားလေးတွေပေါ့နော်အတုံးလေးတွေတုံထားပေးလိုက်ပါတယ်ရှင် ကြည့်ပါအောင်သူရဲ့သားလေးရဆိုလို့ရှင်ဤနေဟောပေါ့နော်ဒီတစ်ခါလောက်စားဖြစ်တာတော်တော်လေးဝစားကောင်းပါတယ်ကိုကစားချင်နေလို့လည်းဖြစ်မှာပါအရင်စားကောင်းနေပေါ့နော်ဒီတစ်ခါလောက်စားတာထညာနဲ့လေးရဆိုလို့ရှင်လည်းမွေးနေရောပေါ့နော်အယောင်စင်းလေးလည်းအရင်ကိုလှပါတယ်ရှင်ဖြိုးရတော့အခုလိုမျိုးလေးတကယ်စားတုံးလေးတွေတုံးထားပေးလိုက်ပါတယ် ကဲကိုနှစ်သက်ရတုံးချီသေးကိုလှိဖြက်ပြီးလို့ရှိရင်တော့အပေါ်ကအုံသီးချစ်လေးဖြူပြီးလို့ရှိရင်သုံးဆောင်နိုင်ပါပြီရှင်။ကဲခုဆိုလို့ရှိရင်တော့လွယ်ကူပြီးတော့အရင်လဲစားလို့ကောင်းတဲ့ဖြူတို့ရဲ့မြမရိုရာမုတ်လေးတစ်မျိုးဖြစ်တဲ့မုတ်ကျွဲသက်အီအီလေးရတော့စားဖို့အဆက်သင့်ဖြစ်နေပါပြီရှင်။စားလို့လည်းကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်။ကဲဒီနေ့ရဲ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲနော်။ဒါဆိုဖြူနဲ့ဘွေတက်တယ်မှာပြန်ဆောင်ကြမယ်နော်။အားလုံးပဲဘိုင်ဘိုင်။